ကမ္ဘာပေါ်မှာဘာလုပ်လို့မရအောင်အမေရိကန်ရဲ့မဟာအင်အားကြီးစူပါပါဝါစနစ်ကြီးကိုတည်ဆောက်နိုင်ခဲ့တယ်။အဲ့ဒီစနစ်ကနေပြီးတော့အာသာချက်အနေနဲ့အမေရိကန်သည်တနတ်တီကင်ကားရတာ။အဲ့တော့ကမ္ဘာကြီးကသူ့စကားကိုနားထောင်ဖို့အတွက်ကမ္ဘာနိုင်ငံတော်တော်များများမှစစ်စခန်းတွေဆောက်ခဲ့ရတယ်။အဲ့ဒီစစ်စခန်းတွေရဲ့ကုန်ကျစရိတ်အားလုံးကို အမေရိကန်ကယနေ့မခံနိုင်တော့ဘူး။ပြောချင်တာက 1945အနေထားနဲ့27ရာစုဖြစ်တဲ့2025အနေထားဒီမတူတော့ဘူးအဲ့တော့အဲ့ဒီဒီကုလသမဂ္ဂကနေအမေရိကန်ရဲ့မဟာအင်အားကြီးပါဝါနဲ့လုံနေတာမှန်ငယ်အရင်နေ့ထိမှန်ပြီမဲ့လေတခြားစီးရဲမွေးတူမှုတွေပြပြီတခြားတခြားဖွံ့ဖြိုးလာတဲ့နိုင်ငံများနဲ့လူနိုင်ငံရဲ့ကျင့်သုံးလာတဲ့ policy များဟာအမေရိကန်ကရှင်းဖို့တော်တော်ခက်လာနောက်ဆုံးကြတော့ နိုင်ငံတိုင်းကစီးပွားရေးကိုပဲဦးစားပေးရတာဖြစ်တာဖြစ်တဲ့အတွက်ဒီတရုတ်ရဲ့ model နဲ့တရုတ်ရဲ့ဈေးကွက်အိန္ဒိယရဲ့ဈေးကွက်ကိုမျက်စိကျလာကြတာပဲပြိုင်ဆိုင်မှုတွေကုံသွားတဲ့အခါမှာဘသူမဆိုကိုယ်နိုင်ငံကပစ္စည်းကိုကိုထုတ်ရောင်းမယ်ကိုကသူများကဝယ်စားမယ်အေးရနေအကျိုးမြတ်ယူကြမှာပဲ